စီဗိတ်ဖလစ်မှာဖရီဂိတ်စစ်ရရင်မာရှယ်ရှာပိုလင်နီကောကောဘတ်စစ်ရရင်ခရစ်မြတ်ချင်းနဲ့ထောက်ပံ့ရေးရရင် ဘော်ရစ်ဘိုရူမာတို့ဟာမြန်မာနိုင်ငံကိုတတိယအကြိမ်မြန်မာရုရှားနှစ်နိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နဲ့ချစ်ကြည်ခီးလက်ပတ်ရန်နိုဝင်ဘာလ10ရက်နေ့ညနေပိုင်းမှာရန်ကုန်မြို့တီလဝါစိတ်ကန်းကိုရောက်ရှိလာရာတက်မတော်ကြီးမှအရာရှိကြီးများအရာရှိစစ်သည်များမြန်မာနိုင်ငံကိုချစ်ကြည်ခီးရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး LSA Antolievich Kishako နဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်တမ်းမှုနဲ့တာဝန်ရှိသူများကကြိုးစုနှုတ်ဆက်ကြပါသည် အဆိုပါစစ်ရေးရင်များမှာအဖွဲ့ခေါင်းဆောင်အဖြစ်ရုရှားရေတပ် Pacific Fleet မှ Captain First Rank Olan Goalesi UCB အရာရှိစစ်တီများလိုက်ပါလာက ခီးစဉ်အတွင်းရန်ကုန်မြို့ရှိအထင်ကရနေရာများကိုတွားရောက်လေ့လာလည်ပတ်ခြင်းနှစ်နိုင်ငံချစ်ကြည်အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနဲ့စိတ်ကမ်းအခြေပြုလေ့ကျင့်ခန်းများပြုလုပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သတင်းရရှိပါရရှင်။